မင်္ဂလာပါနဲ့ကောင်းချက်သလားဒီနေ့ကျတော့မင်္ဂလာဖျက်ချင်းရဲ့အကြောင်းတရားငါပါဘာကြောင့်မင်္ဂလာဖျက်တယ်လဲဆိုတာကြည့်ရအောင်ဆိုတော့ကျမတို့ကဒီချမ်းပိတ်လဲဝကြည့်ဖို့ဖြစ်တယ်ကျမရေးထားတဲ့အတွက်ကြောင့်ကျမမပြောတော့ဘူးနံပါတ်1ကျတော့ပါလေမတရားတော့သူတို့ရဲ့တိတ်တွန်းခြင်းကိုမလိုက်ဆိုချင်တာကသူများဒီ lock lock ကြီး ရဲရအရာအကြံပေးတဲ့အကြံဆိုးတွေကိုမလိုက်တာပြီးရင်လူဆိုးတွေရဲ့အလန်းတွေမရက်မနေဆိုတော့အဲသူများအဲလောက်တိုင်းတော့သူရဲ့နေပုံထိုင်ပုံအဲ့ဒါတွေကိုသွားအတုမယိုလိုက်ဘူးပြီးရင်မတိမဲ့မင်းပြုတ်တော့သူရဲ့အစီအဝဲမှမထိုင်တချို့လူတွေရောဖရားတရားကိုသူကမတိမဲ့မင်းပြုတ်ဖရားကိုလည်းမတိမဲ့မင်းပြုတ်တယ်ပြောင်းတယ်ဆောင်းတယ် ယုံကြည်သူတွေကိုလည်းသူတို့ဟာအဲ့လိုဟာတာလောက်တာပေါ့နော်ကဲ့ရတာပေါ့ဒါတွေစီမှာကျမတို့မနေဘူးဒီတုံချက် being ဒီအရောမလုတ်ဖို့လုတ်ဖို့ကြတော့ဗာလဲဆိုတော့ကျမတို့ဒီကအဲဖရရဲ့တရားတော်မှာကျမတို့ကမွေ့လျော်တယ်နော်တရားတော်မှာမွေ့လျော်တယ်ပြီးရင်တရားတော်ကိုနေညမပြတ်စင်ချင်အောင်မဲ့တယ်ဆိုတော့ နဲ့နဲ့ညလို့ပြောတဲ့အခါမှာအခုဒီကျွန်မတို့တိုင်းပြည်မှာပေါ့နော်အခုကျွန်မနေတဲ့တိုင်းပြည်မှာဆိုရင်တော့အင်္ဂါနဲ့ဖြစ်တယ်ဆိုတော့အင်္ဂါနဲ့အင်္ဂါညအဲအဲ့ဒါလည်းနဲ့ညမှာပါတယ်နော်ဒါမဲ့ကျန်းစာအရဆိုရင်တော့လဲလဲနဲ့နဲ့ထပ်ကြည့်မယ်ဆိုရင်တော့နဲ့အချိန်ဟာပါလေဆိုရင်အာကျွန်မတို့ပျော်နေတဲ့အချိန်ပြီးရင်အာကျွန်မတို့အောင်မြင်နေတဲ့အချိန် သူများတွေကကျမတို့ကိုချီးကျူးနေတဲ့အချိန်နော်မိသားစုမှာတပြောတပါနေတဲ့အချိန်ဘေးရင်အဆဆိုင်ရအဆင်ပြေတဲ့အချိန်ကျွန်တော်မရေလေကောင်းနေဆက်ဆံရေလေကောင်းနေမဆမအဲ့လိုနေတဲ့အချိန်ကိုနဲ့အချိန်လို့ပြောလို့ရတယ်။ညအချိန်ကပါလေပြောင်းပြန်เนาะတခုခုလုံးလဲခလုတ်ထိ အာဟိုလည်းမအောင်မင်းတည်းလည်းမအောင်မင်းနော်စကောစကဖြစ်အာသူများတည်းလည်းကိုကိုအတင်းပြောဝေဖန်အာချစ်တဲ့သူတွေကလည်းကိုကိုကိုထားပလိုက်ပြီးအာတေချင်းတရားလာမောင်ဖျားနာချင်းလာမဆာမဒုက္ခတွေအမျိုးမျိုးကြုံနေတဲ့အချိန်ကိုညအချိန်လို့ခေါ်တယ်ဆိုတော့နေရောညပါလို့ပြောတဲ့အခါမှာ ကျမတို့ဝန်မြောက်နေတဲ့အချိန်နဲ့ဝန်နေနေတဲ့အချိန်ကျမတို့အောင်မြင်တဲ့အချိန်ဆုံးရှုံးတဲ့အချိန်အဲအဲ့ဒါကြီးအကုန်ပေါ့နော်အအစင်မပြတ်ဖျက်ခြင်းရဲ့တရားတော်ကိုစင်ချင်တက်တဲ့လူကိုပြောချင်တာဖြစ်တယ်နော်ဆိုတော့ကျမတို့တွေကအကျိုးပါရမလဲကျမတို့ကြည့်တဲ့အခါမှာမြင့်နာမှာစိုက်ထားတဲ့တစ်ပင်ပမာဖြစ်မယ်ဆိုမြင့်နာမှာစိုက်တဲ့လူရှိတယ်နော်စိုက်စိုက်တယ်ဆိုရင် ကိုရရင်မကျန်းမာတဲ့ဟာရှင်လက်တော့တုတ်တင်ဖက်ရှင်မှာပေါ့ပြင်အကိုင်းလေးရနေနေ၆ပြည့်ဟိစုံလက်တော့ဖြတ်မှာပေါ့ပြင်အမြေဩစာရီပေးမှာပေါ့နော်တရုတ်တရထားတဲ့အပင်လို့ဖြစ်နေတယ်တော့ပြင်အယုတ်ရခံတဲ့ပြင်ဖြစ်နေပြင်အချိန်တိုင်းရင်ပြီးရတယ်တော့အဲပြီးတယ်ဆိုတော့လိုကတီးလို့မမြင်ရတာနော်ကိုရဲ့ကောင်းဖို့လုပ်တဲ့အရာလေးတွေပေါ့နော် အဲ့ဒါကိုပြောချင်တာဖြစ်တယ်ပြီးရင်အရွတ်မယုံနေ non bowl လဲဆိုချင်တာကတစ်ချိန်လုံးပျော်နေတော့ဒီအရွတ်မယုံတဲ့အပင်လိုဖြစ်သွားတာပေါ့နော်အေးအရွတ်လဲတစ်ချိန်လုံးစင်လန်တဲ့ကုကုကြည့်တဲ့လူတွေဆိုလဲပြောမှာပေါ့ဘမတ်စကပုံမှာတစ်တပင်ကောင်းတက်တောင်းနာဆိုတလို့အရွတ်မယုံတဲ့ပုံစံတော့ကိုရအရွတ်အမလဲလူတွေကခိုးလုံးမှာပေါ့ ပြီးရင်ကိုကူကြည့်ရတဲ့ electrolyte ချမ်းသာမှာပေါ့ငါဆာမှာပြီးရင်ဘာကြံတယ်လေပြုတ်လေတမြတို့တိုင်းအောင်းနေ3တဲ့အေးအဲ့လောက်ကောင်းတာပါရှိသေးလဲနော်ကျမတို့လုတ်တမြမှာအောင်းမင်းပဲတဲ့ဆိုတော့အတီးလို့ပြောတဲ့အခါမှာဒီကျမတို့ကျန်းစာထဲမှာဘာပြောမလဲအတီးအတီးဆိုတာသူက ဝိညာဉ်အတီးလို့လည်းပြောထားတယ်ဆိုတော့အဲ့အတီးရီယာဘာဒီဖစ်မလဲ number 1ချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှိချင်းကျေးဇူးပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောင်ချင်းနုံညံ့တဲ့မွေးချင်းပြီးကမ္မကုံချုပ်တည်ခြင်းအဲအဲ့အသီးတွေပြမယ်လေဆိုတော့ဒီအသီးကြတော့ဩဝိညာဉ်အသီးမလို့ကျမတို့တွေကိုဝိညာဉ်တော်ကမဆမ္မာတည်နိုင်တဲ့အသီးဖြစ်တယ် ဇာတိအဖြစ်ဆိုတော့အဲဘမစကပုံမှာရှိတယ်မလားကိုအတူတပဲငရဲတပိတ်တာဆိုတော့ခေါင်းဖို့တစ်ခုလှုပ်လဲလဲဆိုးကျူးတွေတော့အများကြီးလှုပ်တယ်ဆိုတော့ချင်းခွင်းနဲ့အာချင်းရင်တော့ဆိုးတဲ့ဟာကချင်းချင်းခွင်းရှာတစ်ဖက်ဆောင်လုံးမှာပေါ့ဒါမဲ့အဲ့လိုမဟုတ်ဘူးကျမတို့ဒီတော့ဝိညာဉ်တော့မဆချင်းအဖြစ်ပဲကျမတို့ဒီကျမပြောသွားတဲ့အသေးလေးတွေတည်နိုင်မှာဖြစ်တယ်အဲ့ဒါမှလည်းသူများတွေဟာ ကျမတို့ကြောင့်အကျိုးရှိသွားမှာပေါ့ဆိုတော့ကျမတို့လုံမဲ့ဟာနှစ်ချက်မလုံမဲ့ဟာသုံးချက်ဒီငါးပါးကိုကျမတို့လုံနိုင်ရင်ကျမတို့ဒီဟာမင်္ဂလာရှိတော်သူဖြစ်သွားတယ်သူတပါတွေ့အကျိုးပေးနိုင်တယ်လို့အသက်ရှင်ရအကျိုးနှပ်သွားတယ်နော်ဘုရားရှင်ကောင်းကြီးပေးပါစေကျေးဇူးများတင်တယ်အလိုတော်ရှိတဲ့အခါပြန်တွေ့ကြမယ်ဘိုင်ဘိုင်